်မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မလ10ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ20ဒီဂရီဆဲဆီယက်68ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ24ဒီဂရီဆဲဆီယက်85ဒီဂရီဖာရန်ဟိုက်နဲ့ မန္တလေးမြို့မှာ19ဒီဂရီဆက်စီယက်66ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့မနက်6:00နာရီခွဲချိန်မူလဝတ္တဂျိုတို့မှာဖမ်းရရှိတဲ့ပေါ်အရာကပလီဗီလန်ပြန်တာပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တာမိုင်းတို့မှာတင်းသစ်တမတိန်တို့ထက်နေပြီ။ကပလီဗီလန်ပြန်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်အလဲပိုင်းတို့မှာတိန်အင်းငယ်ဖြစ်နေကဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတိန်ကင်းစင်သလောက်ရှိနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်သည်တင်ဖြစ်ထွန်းနေပြီးကျက်ဒေသတွေမှာတိမ်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြင်မှာမြမကံယူရန်တချောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာငါးဘေမှာ ရှစ်ဘေကရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခမ်းမန်းချက်များအနေနဲ့ကတော့ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမွေးနေငယ်ရှော်နိုင်ပါတယ်။ ကချင်ပြည်နယ်ဇဂနဒေသကြီးရဲ့ထပ်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတင်းတင်းတင်းဖြစ်ထွန်းပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအပြားတရားပါမယ်နေပြည်တော်နဲ့နေတော်အတွက်ဒီကနေ့ညနေတီမိုးလဝတ္တအခြေအနေခံမဲကြမှာအများအပြားတရားပါမယ်အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရိုင်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်ဤတဝိုင်းအတွက်ဒီကနေ့ညနေတီမိုးရွာသားအချိန်နှင့်ခမ်းမန်းချက်မှာတိတ်အနေငယ်ဖြစ်တော်မှာမိန်အမြင့်ဆုံးမှုချိန်မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုင်းအတွက်ဒီကနေ့ညနေတီမိုးရွာသားအချိန်နှင့်ခမ်းမန်းချက်မှာအများဖြစ်သက်ရပါမိန်အမြင့်ဆုံးမှုချိန်မှာလည်း38ဒီဂရီဆက်စီယံ69ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ် စကရနေသားကြီးအထပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းပဲခူးတိုင်းနေသားကြီးရန်ကုန်တိုင်းနေသားကြီးအေရီတိုင်းနေသားကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းနေသားကြီးတို့မှာနေရာကွက်ကျမှနေရာကျကျမိုးရွာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်တာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေရှင်